အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆ ्याम ပြိုရေးထားတဲ့အလွမ်းဖြင့်နှွေးစီဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်းဆက်ပင်ဖြစ်ပါတယ်အလွမ်းဖြင့်နှွေးစီအပိုင်း6ဆယ်တန်းလဲမအောင်သေးသူတို့စကားလဲမတက်သေးတော့စားတော့ဆိုင်တစ်ခုမှကျွန်တော်ပကံဆေးသည့်အလုပ်ပဲရခဲ့သည်ကျွန်တော်ကံကောင်းသည်ကတတိကဒီနိုင်ငံမှာနေတော့ညမြန်မာပြည်ပွားဖြစ်သည့်အပြင် မြန်မာစကားကိုလည်းကောင်းကောင်းပြောတတ်သူဖြစ်သည်တထေကအခြေအနေအရတိုင်းတစ်ပါးမှာအခြေချနေတိုင်းသူဖြစ်တော်ညာလဲမြန်မာပြည်ကိုအင်မတန်မျက်နှာသည်သူဖြစ်သည်ယခုအချိန်ထိလည်းအခွင့်ရသည်နှင့်မြန်မာပြည်ကိုအရောက်ပြန်သည်သူဖြစ်သည်တထေကကျွန်တော်လူမျိုးကိုလည်းတိတ်ချပုံရသည်ကျွန်တော်ဒီပင်ကရမ်းလူမျိုးဖြစ်နေခြင်းကြောင့်သာချက်ချင်းလည်းငယ်အလုရခဲ့ခြင်းဟုဆိုနိုင်သည်ဘာမှမဲမဲရရမပြူးလိုက်ရပါပဲနှင့်အလုတစ်ခုကိုခက်လွယ်လွယ်နဲ့ရခဲ့ခြင်းသည်ကရမ်းလူမျိုးဖြစ်နေခြင်းကြောင့်တည်းလေး ဒီအတွက်တော့တထေးကိုကျွန်တော်တော်တော်ကျေးဇူးတင်မိရသည်တထေးကောင်းခဲ့တော့ညာကျွန်တော်နဲ့ရေဆက်သိပ်ပါဖို့မရကျွန်တော်ဒီစားတော့ဆိုင်လေးမှာပကံဆေးရသည့်အလုပ်ကို ကြာကြာမလုပ်လို့တော့အကျင့်မရှိသည်မို့ပကံဆေးရင်ပကံတွေကြကွဲတာလဲခဏခဏပါပဲခဏခဏကြကွဲနေတော့ခဏခဏရော်ရပြူရသည်ပေါ့နောက်ဆုံးတော့ရော်ရပြူရသည်နှင်းပင် ကျွန်တော်ရသည့်ငွေစားကလေးတွေခမားလဲတမင်မွေးရင်ကြာစားရင်ဖြစ်နေရသည်အဆိုးဆုံးကတော့အေးအေးပြက်ချင်းပင် တရက်တရက်ကျွန်တော်အိတ်ချိန်ဟာဘယ်လောက်များမရှိကျွန်တော်အထင်3-4နာရီလောက်သာရှိမည်ထင်သည်အိတ်ချိန်ရဲလို့မှလုံလုံလောက်လောက်မရသည့်အခါတခြားဝါသနာဘာညာကွိကွာတွေကတော့ပြောတောင်မပြောချင်လားကျွန်တော်ဖတ်ချင်လာသည့်စာအုပ်တွေကိုလည်းခဏခဏဆွတ်လွတ်ထားရသည့်အခြေအနေမှာရှိနေခဲ့သည်ဒီတော့လေကျွန်တော်ဘဝကြီးကိုဘာအိဒိပဲမှမရှိတော့သလိုမျိုးခံစားလာရသည်ဆက်ရုပ်ဆန်လာသည့်ဘဝ ခန်းစားမှုမဲ့လာသည့်ဘဝရဲ့လူများကျွန်တော်ကောက်ချက်ချမိလျင်လွန်အပ်မထင်ပေဒီလိုနဲ့ပင်တနစ်ခံကြားသည့်အခါမှာတော့ကျွန်တော်ဘယ်လို့မှသိမခံနိုင်တော့ပဲအဲ့ဒီလောက်ကနေထွက်လာခဲ့လိုက်တော့သည်နေခဲ့သည့်တနစ်ကျော်ကာလအတွင်းမှာတော့တတိကကျွန်တော်ပေါ်ကောင်းရှာပါသည်ဘယ်ဘဝကရည်စက်တွေရောမသိကျွန်တော်ဒီလဲတတိနှင့်စပြီးတွေ့ဆုံခဲ့ရသည့်ကနဦးအချိန်ကာများကလေးကငါ့ရဲ့အလုရှင်တတိရဲ့ဆိုပြီးရှိန်ချင်းကြောက်ချင်းရဲ့လို့အလဲမရှိခဲ့ပြီး သွေးသားရင်းချာတယောက်ကဲ့သို့ရင်းနှီးချစ်ခင်နေခဲ့ခြင်းဖြစ်သည်ဒီတစ်ခုကတော့ဖြင့်ကျွန်တော်အတွက်အင်မတန်ကောင်းခဲ့သောခံစားချက်ဖြစ်သည်အဲ့ဒီတစ်နှစ်အတွင်းမှာကျွန်တော်ထိုင်းစကားနဲ့အတော်အသင့်ပြောတတ်ခဲ့ပါသည်ဘာသာစကားရလည်းတော့ဒီနိုင်ငံမှာအလုပ်ရဖို့မခက်ခဲလာပါဘူးဈေးပဲရောက်မလားအေဂျင်စီတွေနဲ့ချိတ်ဆက်ပြီးပွဲစားပဲလုပ်မလားရနိုင်သေးသည်သို့တော့ကျွန်တော်ကလည်းအချိန်နေပေးလာတော့အလုပ်နဲ့နဲ့ရွေးချင်လာသည်ကြည့်ကြရမျိုးမဟုတ်ဘဲကိုလှုပ်ချင်တဲ့အလုပ်ကလေးတစ်ခုလောက်လှုပ်ကြည့်လိုချင်တာဖြစ်သည် တထေးကိုပြောပြတော့ထုံစံတိုင်းကျွန်တော်ကိုချစ်သည့်တထေးကလည်းကိုကြီးပေးရှာပါသည်နောက်ဆုံးတော့တထေးကောင်းမှုနှင့်ပင်ကျွန်တော်ဆင်စကန်တစ်ခုတွင်အလုရခဲ့သည်ဝန်ထမ်းများကြီးထားပေးထားတော်ညာဒီနေရာမှာလည်းသူဟာနဲ့သူတော့ပင်မရသေးတာပါပဲသို့တော့ကျွန်တော်ပြောပါသည် ကျွန်တော်ဒီစိတ်ပူပန်ဆင်းရဲရခြင်းထက်ခန္ဓာကိုယ်ပင်မရခြင်းကိုသာနှစ်လိုသူဖြစ်ပါသည်ပင်မပန်းပန်းအလုလို့ရတော့ကျွန်တော်အစားလဲကောင်းကောင်းဝင်တယ်လို့အိတ်လဲကောင်းကောင်းအိပ်ပြောသည် စင်စကန်းတွင်အလုံးလို့ရသည်ကိုကျွန်တော်ပို့ပြောလာသည် ပြောရသည့်အကြောင်းရင်းများလည်းရှိပါသည်နံပါတ်1ရသည်လာစာဟာမကန်စီသည့်အလုံးနှင့်စာလင်မဆိုးဘူးဟုပြောလို့ရသည့်အခြေအနေမှရှိသည်ကျွန်တော်ကအင်္ဂလိပ်စကားနဲ့အတန်အသင့်ပြောတတ်သည်မို့ဒီတစ်ချက်ကိုလည်းသူတို့သဘောကျကြသည်ထင်သည်နံပါတ်2ကျွန်တော်ကတရိတ်ဆန်ချစ်သူတရားဘာကောင်လေးနေနေချစ်တတ်သူမို့စင်းဆိုတော့ပြောကြမလို့တော့ဘူးပေါ့စင်ကိုတော့ချစ်ယုံတယ်မကစိတ်ဝင်စားမှုပါရှိသည် သူတို့လေးတွေရဲ့အမှုအကျင့်နေပုံထိုင်ပုံလေးတွေကိုကအင်မတန်စိတ်ဝင်စားစရာဖြစ်သည်နံပါတ်3ကတော့ကျွန်တော်အမျှော်လင့်ချက်ကြောင်းပါဒီလိုစင်စကန်းတွေမှာဧည့်သည်တွေကိုမြှွှဲသည့်အနေဖြင့်ကျွန်တော်တို့လူမျိုးတွေရှိတတ်သည်ဟုသောတည်င်းစကားကြောင်းပင်ဖြစ်သည်တကယ်လဲဟုတ်ပါသည်ကျွန်တော်ရောက်ရောက်ချင်းခြေခွင်းပတ်ထားသည့်ကရံမျိုးသမီးတွေကိုတွေ့လိုက်ရတော့ကျွန်တော်ဘယ်လိုပြောမိမှန်းမသိမတွေ့ရတာတော်တော်ကြာနေပြီဖြစ်သည့်ကို့လူမျိုးကိုတွေ့လိုက်ရတော့ ကျွန်တော်ပြောရသည့်အပြုတ်ဟာခိုင်းနှံ့၍တောင်မပြတတ်အောင်ဖြစ်သည်ဒီနေရာမှာတွေ့ရသည့်ကရယာမျိုးသမီးတွေသာအမေနှင့်နှမကလေးမူထန်းဆိုရင်ကျွန်တော်အပြော်လွန်ပြီးနေရာမှာရင်အသက်ထွက်သွားမလားမသိသို့တော့ချက်ချင်းလိုလိုကျွန်တော်ဝန်းနေသွားမိပြန်သည်တကယ်တမ်းတော့ဒါဟာပြောရမည့်အရာမဟုတ်ဒါဟာဆင်းရဲမွဲ့တည်ခြင်းရဲ့ရလဒ်တစ်ခုလို့သာ ကျွန်တော်မြင်ပါသည်တကယ်တော့သူတို့ကမြန်မာပြည်ပွားတွေပါ ဘယ်ပုံဘယ်နည်းနဲ့ဒီဘက်ကိုရောက်လာကြတယ်လဲဆိုတဲ့အချက်ကိုတော့ကျွန်တော်လည်းရေရေရာရာမသိလှပါဘူးဖြစ်နိုင်သေးတာကတော့ကျွန်တော်တို့နိုင်ငံလေးမှာရှာစားရခက်ခဲလာတဲ့အတွက်ကြောင့်သားဖြစ်ပေးလိမ့်မည်။ဘာကြောင့်ဒီလိုပြောနိုင်တယ်လဲဆိုတော့ကျွန်တော်တို့လူမျိုးတွေကဇာတိဆွဲလူမျိုးဆွဲအင်မတန်ကြီးမားတဲ့လူမျိုးတွေမှပါပဲ။တခြားမကြည့်နဲ့ကျွန်တော်တို့ရွာကလေးကိုပဲကြည့်။ဟိုးခဝဲဝဲစီကလူတွေနဲ့ဝေးရာပင်လေရေမျက်နှာပြင်အထက်ပေ3000ပေ4000မြင်တဲ့ တိတ်ဆိတ်ငြိမ်းချမ်းရာတောင်ထိပ်တွေစီသွားပြီးလူမျိုးတူရအချင်းချင်းသာတည်တည်တန့်တန့်နေထိုင်ကြတာမဟုတ်လားတကယ်တော့တေချာတွေးယူကြည့်ရင်ဒီအဖြစ်တွေဟာကြောက်စရာပါပဲကျွန်တော်တို့နိုင်ငံမှာကြေးကွင်းစုကရံမျိုးသမီးတွေဆိုတာဘယ်လောက်မှကျန်တော့ဒီမဟုတ်ခေအချင်းတွေရမဝစ်တည်သူတွေလည်းမဝစ်ကြတော့ဒီအချင်းတွေမျိုးမှမှတချို့တဝက်ကခုလိုသူတစ်ပါးအတိုင်းပြည်ကို ရွှေလျာပြောင်းရွှေ့ကုန်ကြပြီရေကြီးရမျက်နှာရမှာပျော်မွေ့နေသူလည်းရှိသည် အများစုကတော့ဝမ်းရည်ကြောင့်သာပြောင်းလာခဲ့ကြသူတွေဖြစ်သည်ဒီလိုနဲ့ပင်ကျွန်တော်တို့နိုင်ငံမှာဒီလိုရှားပါးလူမျိုးစုကလေးတွေပျောက်ွယ်သွားမှာကိုကျွန်တော်အင်မတန်စိုးရိမ်ပါသည်ကျွန်တော်တို့နိုင်ငံကလေးဆိုတာတောတောင်ရေမြေကိုပဲကြည့်ကြည့်နေထိုင်ကြတဲ့တိုင်းရင်းသားလူမျိုးတွေကိုပဲကြည့်ကြည့်အင်မတန်ချစ်ဆရာကောင်းတဲ့အတိုင်းပြည်ကလေးပဲမဟုတ်လားတို့တော်ညာကျွန်တော်မှလည်းစိုးရိမ်စိတ်သာရှိ၍ဘာမှကူညီနိုင်သည်မဟုတ်သည် လောလောဆယ်ကိုဘာသာကိုတောင်းဂျင်းနဲ့ကြက်ထဲရောက်နေရသည့်အခြေအနေမဟုတ်လားဒီလိုနဲ့ပဲကျွန်တော်ဆင်းစကန်းမှာ9နှစ်လောက်ထိနေပြခဲ့သည်နောက်တော့ကျွန်တော်ဒီလိုတက်လမ်းမရှိတဲ့အလိုမျိုးကိုမလုပ်ချင်တော့ပြန်ပါဘူးဘယ်တော့ပဲရရဘဲသူမျက်နှာကိုမှကြည့်ကြမလို့သည့်ကိုပိုင်လုပ်ငန်းကလေးတစ်ခုလောက်လှုပ်ကြည့်ခြင်းလာခဲ့သည်သူနှင့်ပင်စိတ်မြန်သူပြီးပြီးကျွန်တော်ချက်ချင်းအကောင့်ထဲပေါ်လိုက်သည်အလုရှင်ကနှမျောတော်လဲကျွန်တော်တက်လမ်းမှုအခွင့်ပြုပေးပါသည်ကျွန်တော်လုပ်ငန်းလေးကလည်းကြီးကြီးကျယ်ကျယ်တော့မဟုတ်ပါဘူး ညစေတွေမှာလူစီကားသည့်လမ်းစုံလမ်းကွာတွေမှာတီးဆောင်အချင်ပေါင်းကလေးရောင်းခြင်းဖြစ်သည်မှန်ကောင်တာကလေးဟိုဟိုတီတီတွန်းလျဲရောင်းဖြစ်သည့်လမ်းပေးစေတဲ့ကလေးအဖြစ်နဲ့ဘဝကိုအတိတ်ကပြန်ဆာခဲ့သည်ဆိုတော့မဆိုရောင်းကောင်းသည်ဆိုရမည်မှန်ကောင်တာကလေးတွေထဲ့ရောင်းသည်မို့တန်ရှင်းတက်ရမှုလည်းရှိသည်လို့လက်လက်ဆက်ဆက်ရှိသောအသေးကလေးတွေကိုသာရွေးဝယ်ထားသည်မို့ရောင်းကောင်းခြင်းလည်းဖြစ်နိုင်သည်တရက်တရက်ရောင်းရသည်မှလည်းလက်ပင်မလဲလားဧည့်သည်လို့ရောင်းရင်းပြူရင်း လုပ်ငန်းလေးအနေထိုင်လာသည့်အခါကျွန်တော်လဲပြောရသည်လူကအစင်မြဲလူလိုပေါ်ပါနေတတ်ပြီးငွေလဲပိုစုလာနိုင်ခဲ့သည်ကျွန်တော်နှစ်သက်သည့်စာဖတ်ရခြင်းမှာလဲကျွန်တော်အချိန်ပြန်ပေးလာနိုင်ခဲ့သည်တရက်တော့ကျွန်တော်အရင်ပကံဆေးခဲ့မှုသည့်ဆိုင်ကစောက်တော့ဆိုင်ပိုင်ရှင်အကိုနှင့်ပြန်ဆောင်ခဲ့သည်အကိုကကျွန်တော်ကိုအားပေးတယ်လို့သူလဲဆိုင်ပုံစံပြောင်းပြစ်ကြောင်းပြောလာခဲ့သည်အကိုကသူ့ဆိုင်လေးကိုကျွန်တော်တို့ကရမ်းရိုးရာပုံစံကလေးပြောင်းလဲထားကြပကြီးကားတွေဘဘူးတွေ ဂီတာတွေကအစကျွန်တော်တို့ရိုးရာမကင်းအောင်စီမံထားခြင်းဖြစ်သည်အခုဆိုင်းကလေးစီကျွန်တော်ရောက်သည့်အချိန်မှာကျွန်တော်တကယ်ကို shock ဖြစ်သွားခဲ့သည်အခုစီစဉ်ထားသည့် decoration ပုံစံတွေကြောင့်ဆိုင်ကလေးကတကယ့်ကိုဆွဲဆောင်မှုအပြည့်ပါပဲကျွန်တော်ပင်ကိုကိုကိုကျဲကလေးကိုပြန်ရောက်သွားသလိုမျိုးခံစားရသည့်အထိအခုလက်ရာတွေကပျောက်မြောက်လွန်လာသည်အခုဒီမောင်ဆိုဖယ်ရောက်တော့ငါရိုက်ခဲ့တဲ့ဓပုံကလေးတွေရှိသေးတယ်ကော နောက်မှအကောင်းဆုံးပုံကလေးတွေရွေးထုတ်ပြီးချိတ်ထားရအောင်မယ်။ရှယ်ဖို့အကိုရာအခုဆိုင်ကိုတော့ကျွန်တော်တကယ်ခိုက်သွားပြီ။ကျေးဇူးပါကွာ။အကိုကဆိုင်နာမည်ကိုလည်း Royal Restaurant ဟူသည့်အမည်မှ Golden Khaya ဟူ၍ပြောင်းထားသည်။ပြုံးရင်နေသည့်ကရမ်းမျိုးသမီးကြီးပုံကလည်းဝင်လာသည့်မြဧည့်သည်ကိုပြုံးပြောစေသည့်အထိဆွဲဆောင်မှုရှိလာသည်။ဆိုင်ကလေးတွေဝင်လိုက်တဲ့နင်းရိုးရသဘာဝရနံ့ကိုထင်းနေအောင်ရသည်ထင်းရှူးရနံ့ကလေးတွေတင်းနေတာကိုလည်းကျွန်တော်အလွန်သဘောကျမိသည် ကျွန်တော်အကိုကိုအားကြမိသည်ငွေကြီးတက်နိုင်သူမို့သူလှုပ်ချင်ရမယ်တမအကောင့်ထဲပို့ခွင့်ရနေသည်ဘဝမဟုတ်လားဘယ်တော့တောင်ကျင့်နေဆရာကောင်းတဲ့ဘဝကြီးလဲကျွန်တော်အားကြမှုတသိမ့်ဖြင့်အကိုအားငေးမောနေမိခဲ့သည်ငြိမ်လှကြည်လားအခုရကျွန်တော်သဘောကျအားကြလွန်းလို့ပါအကိုရသဘောကျရင်ဒီမှာနေမလားအကိုလည်းကရင်စာချက်တက်တဲ့စပုံမှုလိုချင်နေတာနဲ့အတော်ပဲဗျာအကိုတကယ်ကြီးပြောနေရလားတကယ်ပေါ့ကွမင်းကိုညာလို့အကိုဘာမှမရဘူးကော ဒါပေမဲ့အကိုရဲ့ကျွန်တော်ကကရင်ရိုးရာဟင်းတွေချက်တက်တာပဲရှိတာဆပိုးမှုအစ်စ်မှမဟုတ်တာအကိုကလည်းအဲ့လိုအစ်စ်ကိုပဲလိုချင်တာကွမှတ်ထားအကိုရရိုးရာဟင်းဆိုတာလူမျိုးအစ်စ်ကချက်တက်လက်ရကိုဘယ်လိုတုပပြီးချက်ချက်မမီဘူးကွာစာဘူးတီကိုချင်းလူမျိုးကလွှဲရင်ဘယ်သူချက်ချက်မကောင်းတယ်လို့မျိုးပေါ့လူမျိုးတောင်အဲ့ဒီဒေတာကလူချက်မှသာအရသာစစ်စစ်ကိုရတာကွငါညီကိုရတာအကိုတကယ်ကံကောင်းတာပဲအခုစကားကိုကြားပြီးကျွန်တော်ထခေါ်မိမတက်ဝမ်းသာသွားသည် ကျွန်တော်ကိုအဖေတင်ပေးထားတဲ့ကြောင့်ကျွန်တော်ကရရင်ကောင်းကောင်းချက်တတ်တယ်ကိုအကိုသိထားသေးပဲကျွန်တော်အထက်ကလှုပ်ပေးရမည်ကကရခောင်းရင်ကရဝက်အိုသာကရန်ဆံပြုတ်ဖားချက်တိုက်စသဖြင့်ချက်ဆရာပြုတ်ဆရာအသုံးဆောင်တွေကိုလည်းကျွန်တော်တို့ရွာကလေးမှာတုံးတယ်လို့မရရအောင်စီမံပေးထားသည်မြေဦးကလေးတွေဝါကြီတော်ကလေးတွေကအစခောင်းရီဦးကလေးတွေအဆုံးစသဖြင့်စုံနေအောင်စီမံထားနိုင်တာကိုလည်းတော်တော်သဘောကျမိသည် လာစာကိုလည်းကျွန်တော်မက်လောက်အောင်ပေးရှာရမို့ကျွန်တော်အကိုကိုကျေးဇူးတင်မဆုံးလားဒီလောက်ပြည့်ပြည့်စုံနေသည့်အကိုကအချစ်ရည်မှတိတ်ဆိတ်နေသည့်ကိုတော့ဖြင့်အံ့ဩမိရသည် နေရင်းထိုင်ရင်းနဲ့စပိုးမှုဖြစ်သည့်ကိုကိုကိုလည်းခုထိမယုံနိုင်သည်ဆယ်နှစ်ကျော်အတွင်းသူ့ဘဝအမျိုးမျိုးပြောင်းလဲခဲ့ပါလားဟုအတွေးဝင်မိသည် လောကဇက်ခုံဆိုတာခင်ကျင်ထားပြီးသားထင်ပါရဲ့အချိန်ကြာလာသည့်အခါကြာရဇက်ယုံမှာကျွန်တော်တို့အတုံးတော်ခံကပြကြာရသည်ပဲမဟုတ်လားကျွန်တော်ဘဝကိုပဲကြည် ကန်ချေစင်စခန်းဝင်တန်းအချင်းပေါင်းတဲ့ဟောခုတခါစဖို့မှုတဲ့ decoration ကြောင့်ထင်ပြည်တွင်းအပြင်ပြည်ပမှလာရောက်လည်ပတ်ကြသည့်နိုင်ငံသားများကအစဆိုင်ကလေးကိုစိတ်ဝင်တစားရှိကြသည်ကြားခေါင်ရည်နှင့်ဖားချက်တိုက်မှာအယောင်ရဆုံးမီနူးဖြစ်လာခဲ့သည်တန်ရှင်လက်ဆတ်မှုကိုအဓိကထားသည်မို့ဒီအချက်ကိုလည်းအမှတ်ပေးကြသည်တရက်တရက်ဆိုင်မှာတပ်ပုံလာရိုက်ကြတဲ့သူတွေကလည်းဒုနေသည် ခြံဝင်းကလေးတွေဝါပင်ကလေးတွေပါစိုက်ထားပြီးချိန်ခုံကလေးတွေချထားသည်မို့အမဲလိုလိုအေးမြနေသည့်ခြံဝင်းကလေးကိုတူတူကိုကိုကြိုက်ကြတာလဲဆန်းတော့မဆန်းလားကယန်းစာရင်ဆရာကြီးပါစကယ်ခူးတွေဤမူရင်းစာအုပ်ကိုလည်းနိုင်ငံသားများအင်မတန်စိတ်ဝင်စားကြသည်ဒီအတွက်ကျွန်တော်စပိုမှုတယောက်ဖြစ်လာတော့လဲကျွန်တော်ရဲ့အသီးဆုံးအချင်ပေါင်းလေးကိုလည်းကျွန်တော်မစွန့်လွတ်နိုင်ပြန်ဘူးအကိုစီအရင်ခွင့်တောင်းချီတော့အကိုကလည်းရှော့ရှော့ရှူရှူခွင့်ပြုရှာသည် အခုခွင့်ပြုချက်ရတဲ့နဲ့ဆိုင်မာတင်ရောက်ဖြစ်သည်ဒီမှာလဲမဆိုလမ်းဘေးမှာတော့ကတော့အယောင်မတက်တော့ညာသူ့ဟာနဲ့သူတော့အဆင်ပြေသည်အခုနောက်ကြရင်အကိုကိုလည်းကြရဟင်းချင်နေလေတင်ပေးအောင်ကွာနော်တင်ပေးမှာပေါ့ကိုရပြောကြလို့သေးလို့လားအေးပါငါညီရကျေးဇူးပါဒါနဲ့အကိုကကြရဟင်းနဲ့မှဘဟင်းကိုကြိုက်ဆုံးလဲအကုံနီးပါတော့ကြိုက်တယ်ကွာကြရမှလေးဆိုပူတောင်းကြိုက်ချင်သေးအကိုကတော့နောက်ပြီးတကယ်ပြောနေတာအကိုလူပြိုကြီးဖြစ်နေတာ အကိုချက်တဲ့ကရမ်းမလေးကမချက်တဲ့နဲ့သူဖြစ်နေလို့ကွာ။အော်စိတ်မကောင်းမဖြစ်ပါနဲ့ကွာဒီလိုပဲပေါ့ရေစက်မပါတဲ့အခါအเจ้าမျိုးမျိုးနဲ့ခွဲခွာကြရတာပါပဲ။အကိုကတော့အကိုချက်ရသူကအကိုချက်နေတာကိုတိတိမတိတိအကိုနဲ့ပေါက်ဖက်ခွင်ရရမရရသူ့ဘဝလေးမှာအေးချမ်းချမ်းရှိနေတယ်ဆိုတဲ့အချက်နဲ့တဲ့အဝေးကနေပြီးငေးပြီးကျဉ်တ်နေမဲ့သူမျိုးပါ။ဒါပေမဲ့ဒီဘဝမှာတော့အကိုတို့ဘယ်တော့မှပြန်ဆောင်နိုင်ကြမယ်မထင်ပါဘူး။ အခုရင်ထဲမှာပဲသူ့ကိုထာဝရတိမ့်ထားရတယ်။အခုရဲ့အခုစကားတွေကြပြီးတော်တော်စိတ်မကောင်းဖြစ်မိသည်။ကျွန်တော်လဲအမကိုအခုလိုချစ်နေနိုင်ဖို့ကြိုးစားရမည်ထင်သည်။ဒီလိုကြိုးစားနေထိုင်ဖို့လောလောဆယ်အမဘယ်မှာရှိနေမှန်းတောင်ကျွန်တော်သိသည်မဟုတ်။အမအရင်လိုလားရွှေမြို့မှာပဲလား။ဒါမှမဟုတ်လွိုက်ကောကအဆောင်ကလေးမှာပဲလားဆိုတာကိုလည်းကျွန်တော်မသိ။အမအကြောင်းတွေ့မိတော့လဲဇာတိမြင်နဲ့အမကိုလွမ်းမိရတာပဲ။ဒီဘက်နှစ်တွေမှာကျွန်တော်အိမ်ပြန်ချင်ခဲ့သည်။ ပတ်စံကလေးလည်းအတော်တန်စုမိလာခဲ့ပြီမဟုတ်လားကျွန်တော်ရီမန်ချက်ကလေးတွေကောင်းကောင်းအကောင့်ထဲပေါ်နိုင်ဖို့လေလုံလောက်သည့်ငွေကြေးပမာဏဖြစ်သည်သို့တော့တစ်ဖက်ကနေစဉ်းစားပြန်တော့လဲပြန်ချင်းစိတ်မရှိပြန်ဘူးနောက်တော့အမေကိုတွေ့မှပဲပြန်တော့မယ်ရဲ့လို့ဆုံးမြတ်ချက်ချလိုက်ပြီးအာတင်းနေထိုင်ခဲ့လိုက်သည်ပျောက်တော့သူရှာရင်တွေ့တည်တော့သူကြာရင်မေးဆိုတဲ့စကားပုံကလေးတောင်ရှိသေးသည်မဟုတ်လားကျွန်တော်အသက်တမျှချက်ရသည့်အမေနဲ့နှမကလေးမူထန်းကိုကျွန်တော်ပြန်ကိုတွေ့နိုင်မှာပါ ီမျိုးလင်းချက်ကလေးနှင့်ပင် ကျွန်တော်စူးစမ်းနေထိုင်ခဲ့ပါသည်အချစ်ကြီးသူဟာပိုလွမ်းရတယ်ဆိုတာတကယ်ပဲထင်ရဲ့ကျွန်တော်မကိုတိတ်လွမ်းတာပဲမရဲ့လွမ်းရတာအရသာတစ်ခုဆိုရင် ကျွန်တော်ကြိုက်ဆုံးရတာဟာအလွမ်းပဲဖြစ်မယ်ထင်ပါတယ်အခုကိုခနာကမဲသူပါ အကြောင်းနဲ့ကြွေနေတဲ့ငယ်ပမာ ကိုဟဘာမတော်မဝင်တာမဲလေးနမ်တမ်ဘာဘူးနေဟမနဲ့ခဲလေးရောင်လတော့ဘောဇာကြီးကတချာလနေဟနာကလာဒူမပြန်စင်းစားပါချေလေမင်းတွေငမကောင်းခဲ့နိုင်ပဲငါတွေပါချောင်းဆုံးလို့မလဲ မာသေးကနောက်လဲနိုင်သေးတယ်အရင်လုံငါတယောက်ထဲပဲစိတ်ဖြောင်းဖြောင်းနဲ့တချမ်းငယ်ကံကိုရပြန်ဆုံးမှာပဲမပြောနိုင်တော့ခက်ခဲမေတော့ဘဝမျိုးပဲမရွေးလိုက်ပါတော့ခွဲစိတ်ဖြောင်းဖို့အတွက်မနေလဲ ငါကိုယ်တိုင်းချေခွဲနေရစေပြန်ဆုံနိုင်အောင်ဆုံးတောင်းရင်မဲအပိဒနှုတ်ဆက်ပါတယ်စိတ်ပြောင်းပြောင်းနဲ့ချင်ငယ်ယုံကြည်ခဲ့ခြင်းများလွယ်မှာအချိန်တွေကုန်အောင်မင်းဘဝအားကိုဟာဖြိုးဖြတ်ခဲ့သူပါ မင်းခွမလို့ပါနေလားဂန်ကိုပြေပြောလဲမထူကြနေငုံနေရတာငါချောင်းပါနာကြရီတုံးပြေမဲလိုက်တတိယဘုံကြုံလာတိုင်းခုတလောကျွန်တော်ဒီတစ်ချက်လေးကိုတတ်ကြနေခဲ့သည်ကျွန်တော်တို့ကံမကောရင်တကယ်ရောပြန်ဆောင်ကြရပါမလားအမကရော ျွန်တော်ကိုစောင့်နေမှာမို့လို့လားဒါမှမဟုတ်ရင်နာနာနဲ့ပင်ကျွန်တော်ကိုမုံမစ်ပြလိုက်ပြီးတခြားတယောက်ယောက်ကိုရွေးချယ်လိုက်ပြီလားမိကုံပေါင်းများစွာကကျွန်တော်ကိုနှိပ်စက်လာသည်ကျွန်တော်ထည့်အဆအဆအရာရာတာလွန်လာသည်ဆရာရှင်တန်ကိုလည်းအမချစ်နေနိုင်သေးသည်ပင်ဆရာဘော်ရင်လည်းတန်ရုံးစင်ရိပ်မကင်ခဲ့သည့်အမဤမျက်ဝန်းတွေကိုပြန်မြင်ရောက်လာမိတော့ကျွန်တော်ငိုချင်းချင်းဖြစ်လာခဲ့သည်အမအနေနဲ့ကျွန်တော်ကိုတန်ရုံးစင်တွေ့ခဲ့သည်ဆိုလင်တော့ အခုချိန်မှာကျွန်တော်တို့နှစ်ယောက်ကမိဝေချိတ်တွေမဟုတ်လားဖီးလာကြီးလားအခုရ ဟုတ်တယ်ကိုကျွန်တော်အခုတလော အမကိုတော်တော်တတိရနေလို့တတိကကျွန်တော်နဲ့အမအချောင်းကိုအဆအဆုံးတိထားသူမို့စိတ်မကောင်းဖြစ်နေရန်ရှိသည်တတိကအမေတို့အရွယ်လောက်ရှိပေမဲ့သူကတော့အကိုဟူသာခေါ်ပြသည်ဘာနေနေရင်ဖွင့်လို့ရသည့်အကိုတယောက်အလုရှင်တယောက်ရှိနေခြင်းကလည်းကျွန်တော်အတွက်တော့ဖျားပေးသည့်ဆုလတ်တစ်ခုပါပဲ။ ဒီအခုကြောင့်ပဲကိုတိုင်းကိုပြည်ထဲအစစအရာရာတာလွန်သည့်နိုင်ငံမျိုးမှာကျွန်တော်ထမင်းမငတ်ခဲ့ရတာမဟုတ်လားအခုဒီကျွန်တော်အတွက်တော့တိုင်မင်ပေါ်တိုင်မင်ပဲဖြစ်ရုံသာမက အသက်တခင်ကျေးဇူးရှင်လည်းဖြစ်ပါသေးသည်တခြားနေရာတွေမှာကံမကောင်းတတ်ပေမဲ့ရောက်လေရမှာစိတ်သဘောထားကောင်းသူတွေ၊ကိုညီဖေးမတတ်သူတွေနဲ့ကြုံတွေ့ရတဲ့ကတော့ကျွန်တော်ကုသကံတမျိုးပဲထင်ရဲ့။ဒါကြောင့်ကျွန်တော်ကလည်းငယ်ငယ်ကလေးကနေယခုချိန်ထိသူတစ်ပါးကိုကိုညီပေးဖို့အမြဲအစဉ်သင့်ဖြစ်နေအောင်စူးစမ်းနေတိုင်းဖြစ်သည်။ တင်ပြုတ်ဒီကံပက်တင်တဲ့တင့်ထန်ပြန်လာမည်ဟူသည့်စကားကိုကျွန်တော်အကျဉ်းမဲ့ယုံကြည်ပါသည်အမနဲ့ရောအဆက်တွေရသေးလားမရလို့ပေါ့အကိုရမရတာလဲအမပြတ်တော်မဟုတ်ပါ ကျွန်တော်ကတေလူဖြစ်နေထွက်လာခဲ့တာကိုဆိုရှယ်မီဒီယာကနေရှာကြည့်ပါလားကွာ Facebook တွေပါတွေတုံးနေတာပဲကျွန်တော်ရှာကြည့်ပြီးပြီးအမကနာမည်ရင်းနဲ့မတော်မှုထင်တယ်အမနာမည်နဲ့ရိုက်ရှာကြည့်တာတရားမှကြမလားဘူးနာမည်ကဘာတဲ့လဲရမင်းယွန်းဟေတာ ဩလှလိုက်တဲ့နာမည်လေးနာမည်တွေမဟုတ်ဘူးစိတ်ရောလူပါလှတာအကိုရဲ့ဟုတ်ပါပြီကွာသူ့နာမည်ကခွဲခေါ်လဲလှနေတာပဲယမင်းဖြစ်ဖြစ်ယွန်းဖြစ်ဖြစ်ဟေသားဖြစ်ဖြစ်ဟုတ်တယ်နော် Facebook မှာသူအဲ့ဒီလူများခွဲပြီးမှတ်ထားသလားမသိဘူးအေးနော်အဲ့ဒီလူသားဆိုရင်ရှားရခက်မှာပဲယမင်းတွေယွန်းတွေဆိုတာတောင်းလို့ပုံးနေတာဟုတ်တယ်အကိုရာကံမကုန်ရင်တော့ကျွန်တော်တို့ပြန်ဆောင်ကြရမှာပါ ကျွန်တော်စီကစကားတန်ကြရတော့အကူကဘာတခေါမျှဆက်မပြောတော့ဘဲတက်ပြင်းချသည် ဝန်ထမ်းတွေအားလုံးထဲမှာမှအကူကကျွန်တော်ကိုတော့နင်းနင်းမျက်နှာသာပေးသည်မို့အာနာဝန်သားရသည်အခုကြောင့်သာအထီးကျန်စိတ်တွေအလွမ်းစိတ်တွေတိတ်မပြင်းထန်ခဲ့ခြင်းဖြစ်သည်ကျွန်တော်တခုခုခံစားရလေတိုင်းအခုစီရင်ဖွင့်နေကြဒီခါအကူကကျွန်တော်ကိုဘဝမှာပျော်ရွှင်နိုင်အောင်နေသည့်နည်းတွေအမြဲပြောပြသည် ကုန်းင်းတွင်မှဘဝမှာယုံကြည်စိတ်ချရသည့်မိတ်ဆွေကရင်ဖွင့်ပေါ်တယောက်လောက်တော့အမှန်တကယ်လိုအပ်သည်ဆိုတော့ကိုတွေးမိလာခြင်းဖြစ်သည်အရင်ကတော့ကျွန်တော်မိတ်ဆွေဆိုသည်မှာတည်ခြင်းတရားသာဖြစ်ခဲ့သည်အဖေနှင့်ကျွန်တော်ကလူချင်းသာနေပြီးစိတ်ချင်းဝေခဲ့ကြသူများဖြစ်သည်အဖေကကျွန်တော်ကိုချစ်တည်မှန်းတော်ညာအဖေချစ်ချင်မှာအယောင်တွေအတားတွေပါသည်သူကိုသာချစ်စေခြင်းပြီးကျွန်တော်အမိကိုပို့ချစ်မိကိုတော့ဖြင့်အဖေတည်မလောက်ကြောက်သည် သူကလည်းဒီအချက်ကိုပဲအံ့ဩပနံဖြစ်ရသည် အမေတယောက်ကိုသားတယောက်တမီးတယောက်ကချစ်ခင်တွေ့တာချင်းဆိုတာကောင်းချီးတစ်ခုပဲမဟုတ်လားအဖေပြိပင်စရာအကြောင်းမရှိဟုကျွန်တော်ထင်သည်ဟွန်းအဖေစီစိတ်ရောက်သွားပြန်တော့တက်ပြင်းချမရပြန်သည် အဖေအစင်မပြေပါလေစားမင်းအမတို့ဘက်ကတော့အချိန်နဲ့တိတ်ဆိုးပုံမရဘူးဟုတ်တယ်အမတို့ဘက်ကတော့အဲ့လောက်တဲ့င်းတွေမကြမိဘူးရဲ့ ။တရင်တွေမကြတော့ညာအမတယောက်ဘေးမှာကင်းပါရဲ့လားမသိ။ပြောလို့ရသည်မဟုတ်။ကရကိုချက်သည့်အမဟာကရကိုပြန်မရောက်လာနိုင်ဘူးလို့မပြောနိုင်ဘူးမဟုတ်လား။ဆာမနွေတို့နာရောက်ချင်ရောက်နေနိုင်သည်ပင်ကျွန်တော်ချက်ချင်းတွေကြောင့်အမဘေးကင်းပါစေအမရဲ့။အမကြောင့်တွေ့မိပြန်တော့အမျက်ရည်ကအလိုလိုဝဲချင်ပြန်သည်။အမနဲ့ပတ်သက်လာရင်ကျွန်တော်ဟာတစိုက်တော့စိတ်နှုလွန်းတည်ထင်သည်မင်းတို့ရွာလေးဘက်တော့အခြေအနေမကောင်းဘူးနော်ဟုတ်ပါအကိုရကျွန်တော်တို့ရွာကလေးလဲစစ်စစ်ညံ့ညံ့ကျင်းနေလောက်ရောပေါ့ အဖေရောဘယ်လိုနေရှာမလဲမသိဘူးဒီပုံတိုင်းဆိုကျွန်တော်တို့ပြင်နေကလေးပိုခက်ခဲတော့မှာကဘာပေါ်မှာကျွန်တော်အမမြင်ချင်းဆုံးຢာကစစ်ပွဲတွေပဲအဲရက်ဒေတာမာမမဖြစ်စေချင်ဘူးဒီစစ်ပွဲတွေကြောင့်ကောင်းခဲ့တာများဘာများရှိတယ်လဲအကိုရဲ့တစ်ချက်လောက်များတွေ့ရင်ကျွန်တော်ကိုပြောပြစမ်းပါအင်းကျွန်တော်ပြောတာအခြေခံလူတန်းစားဖြစ်တဲ့လူအများစုကိုနော်တပို့တဲ့ကြည့်တဲ့လူစိတ်မရှိတဲ့လူတွေကိုတော့စကားတွေထက်တောင်မပြောချင်လာဘူးလူတွေတေကြရတယ် မိသားစုတွေတိတ်ကွဲကွဲကြရတယ်။တချို့ရှင်ကွဲကွဲကြရတယ်။ကုံစင်းနှုံးနဲ့ဆမတန်းတက်တော့ငတ်တဲ့သူတွေဟာငတ်ကုန်ပြီ။ကျွန်တော်အဖေလည်းဘယ်ရောက်လို့ဘယ်ပေါက်နေမှမသိရဘူး။မပြောကောင်းမဆိုကောင်းအသက်မှရှိသေးရဲ့လားတော့မသိပါဘူးကိုရဲ့။အေးပါငါညီရဖြစ်လာမှတော့အကောင်းဆုံးရင်ဆိုင်ကြော်ဖြတ်ကြတာပေါ့။စစ်ဖြစ်နေတဲ့အချိန်စစ်တလင်းမှာရှိမနေခြင်းဟာလဲကံကောင်းချက်တစ်မျိုးပဲမဟုတ်ဘူးလား။ငါညီမသိမချင်းဘာမဆိုစူးစမ်းခွင့်ရှိတယ်လေကွာ။ အဖေလည်းမတင်မပြောက်ပဲဆက်ဆောင်စကန်တခုခုမှရှိနေနိုင်တာမျိုးလည်းဖြစ်နိုင်တာပါပဲဒါမှမဟုတ်ဒီဘက်ကန်းကိုတောင်ရောက်ချင်ရောက်နေမှာပေါ့ဒါနဲ့ညီတို့ရွာနာမည်ကဘာတဲ့လဲခင်နာကြပေးမဲ့တကားမှမပြောဘူးနော်ကျေကလေးဟင်အခုသိလို့လားသိတာပေါ့သိတာမှအခုဘဝရဲ့အရင်နှီးဆုံးအစိတ်ပိုင်းထိရင်းရင်းနှီးနှီးသိခဲ့တာအော်လာကွာအကိုနဲ့စိတ်ပြေလျော်လိုက်ခဲ့ပါလားတရက်တည်းလေးဆိုင်လဲပိတ်တာပဲ နောက်တရင်ကောင်းတစ်ခုရထားတာရှိတယ်။ညီတို့လူမျိုးတွေရှိတဲ့နေရာတစ်ခုအကိုတွေ့ထားတယ်။ဟာတကယ်လားကိုတကယ်ပေါ့ကွာ။အဲ့ဒါဆိုလိုက်မယ်။ဘယ်နေရာလဲကိုတိုင်းရင်သားကြီးရွာ။အကိုစကားအဆုံးမှာသူ့နှလုံးသွေးတွေနွေးလာတယ်လို့ရှိ။စိတ်တွေမွန်ကြိုက်ပိတ်လောင်လာတဲ့အခါဒီလူအပြင်ထွက်ခြင်းကလည်းထွက်ပေါက်တစ်ခုတော့ဖြစ်ရသည်ပင်။စိတ်တွေမွန်ကြပိတ်လောင်နေတဲ့အခါကျမတို့တော့ခရီးထွက်လိုက်ခြင်းဟာအကောင်းဆုံးကုသခြင်းတစ်မျိုးပါပဲ။ ရမင်းယွန်ဟေတာတော်ပန်းကလေးများနေလာတန်တိုင်းလာနေပါတယ်လမ်းလေးခွေကောက်ရဘေးနှစ်ဖက်မှာအစင်းတက်ခရင်ဆက်လို့ဖြတ်ကျော်မြင်ခွင်ရှိမှတောင်ပြတဲ့တွေစီလောက မနေ့စောစောစီစီမိုးပွင့်ထားသည့်အဆူတော်ဘိုးဖြူ၏လင်းခေအဝင်တခြင်းကလေးကရာသီဥတုနှင့်လိုက်ဖက်စွာလွမ်းမောစရာကောင်းလာ၏။ရွံတယောက်ကော်ဖီတစ်ခွက်နှင့်ငိမ့်သက်စွာရှိနေရမှခရီးအတွက်ဘာမှမပြင်ဆင်ရသေးသည်ကိုတတိယသည်။တကယ်တော့ကျမသိခီးမှမပါလို့လှပါဘူး။သို့ပေမဲ့လည်းအလဲကြီးတက်တက်မဟုတ်ဖဲကလေးတငယ်ဖွံ့ဖြိုးတိုးတက်မှုနှင့်သက်ဆိုင်သည့်လုပ်ငန်းစဉ်ဆွေးနွေးပွဲတွေပါပါသည်မို့မဖြစ်မနေလိုက်ပါလာခဲ့ရတော့သည်။ ဒီလိုအခွင့်အရေးမျိုးဆိုတာကလည်းရခဲ့တယ်မဟုတ်လားအစစအရာရာတာလွန်လာသည့်အိန္ဒိယနိုင်ငံကလေးတွင်ကလေးတငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအသိပညာတွေသာမကတစ်ပင်ပန်းမှန်ပြုစုစိုက်ပျိုးကြသည့်ဤတွေကိုပါလေလာခွင့်ရမြင်မှုလက်မလွတ်တင်သောခီးစဉ်တစ်ခုလည်းဖြစ်သည်ဘာပဲဖြစ်ဖြစ်ခရီးလေးတစ်ခုထွက်လိုက်ရတော့လဲခဏတစ်ဖြုတ်တော့စိတ်ထွက်ပေါက်ရသည်ပေါ့လေဒီလိုပဲစိတ်ပြေရပြေချောင်းတွေးပြေးလိုက်လာခဲ့လိုက်တော့သည်မလိုက်ရင်လဲဗီဒီယိုဖိုင်တွေတဲလာပြီးပြီးလေးလာခွင့်ရနိုင်သည်မှန်တော့လဲ လက်တွေနဲ့တော့ကွာခြားပေးလိမ့်မည်။ဘယ်လိုပင်စဉ်းစားစဉ်းစားခီးစဉ်တွင်လိုက်ပါလိုက်ခြင်းကသာကျမတို့အကောင်းဘက်ကိုဥတည်နေသည်မို့နောက်ဆုံးတော့လိုက်ပါတော့မည်ဖြစ်ကြောင်းစိတ်တုံတုံချလိုက်တော်သည်။တရက်တရက်ချွချုံကြလာသည့်တိုင်းပြည်မှာကျမတို့မလဲစူးစိုက်မလို့မိယုံတမဲရှင်သန်နေရသည်မဟုတ်လား။ဟိုတရင်ဒီတရင်တွင်ဖတ်ပြီးစိတ်နဲ့လူလဲကတ်သေးရလို့မရှိလား။မွန်ကျပိတ်လောင်ရမှုတွေဟာစကလုံးပင်ရှာရွေးမရကက်အမျိုးမျိုးဆိုင်းရောက်နေရအရက်ကနေခဏတစ်ဖြုတ်လေးဝေးကွာတွားလင်ကိုပင် အသက်ရှူတော်တော်ချောင်ပေလိမ့်မည်။တခါတော့မြာမသွားဖို့သေးသည့်နိုင်ငံရခြားခီးစဉ်တစ်ခုကိုတွားရတော့မည်ဆိုတော့လေစိတ်လုံရှားရသည်ကအမှန်။အခုချိန်ထိလည်းဘာမှ မပြင်ဆင်မိသေး။စိတ်ကိုပြင်ဆင်နေရသည်နှင့်ပင်အရေးကြီးသည့်အရာတွေပြင်ဆင်ဖို့ရာမေ့နေခဲ့သည်။ရွံ့ကဘိုက်နာရာကိုလည်းညောင်းညတာတွေခဏခဏဖြစ်တတ်တော့မိုးဆေးလေးတချို့ဝဲထားပေးတယ်နော်။အမလီကျေးဇူးတင်လိုက်တော့မိုးရဲ့အမလည်းမိုးရှိပြီလို့သာပဲ။ရပါတယ်ရွံ့ရဲ့ဘာမှခက်ခဲပင်ပန်းနေတဲ့ကိစ္စလည်းမဟုတ်ပါဘူး။အေးမား ဘာပဲဖြစ်ဖြစ်ကျေးဇူးတော်တင်ရတာပဲမိုးရောဘာရီပြင်ဆင်ထားပြီးပြီလဲမိုးကအကုန်ပြီးပြီခဏခဏသွားနေရတော့ခင်းစဉ်တွေအကြောင်းလဲတော့ကျေးနေပြီပြောပါအောင်ဘာရီထည့်ထားပြီးပြီလဲမိုးလို့တလို့အမကလိုက်လို့ရမှာမိုးကကို့အတွက်မရှိမဖြစ်လောက်ကလွှဲရင်တိတ်မထည့်ဘူးအဝတ်စားဆိုလဲနှစုံသုံးစုံလောက်ပဲထည့်မှာဟိုမှာက fashion ကအမြဲ up to date ဖြစ်နေရလေအဲ့ဒီတော့ဟိုရောက်မှပဲဝယ်တော့မယ်ဒီလိုသင်တန်းတွေသွားတိုင်းမိုးကတော့ရတဲ့မုံပို့အကုန်ဝယ်ဖြစ်တာပဲ okay ပေါ့ပေါ့ပါပါနဲ့ကောင်းလိုက်တာ မလည်းမို့လို့ပဲထဲတော့မယ်။ကဲပါထိုင်းနေပါမိုးကြည့်ကြပြီးထည့်ပေးလိုက်ပါမယ်။ဟုတ်ပြီလား။အမလီချစ်လိုက်တာအာပွား။အာပွားမလို့ခြင်းမူရောင်းမတော်ခြင်းနာဟိဟိ။မောင်လေးကစွန့်သွားလို့ပေါ့မိုးရဲ့မဟုတ်လို့ကတော့ဆဲကပြန်သဘောတူမိမှာ။ရုံးစီမမရှိလဲမို့မှာအကိုရှိတယ်လေလို့ဟွန်းဟွန်းအမကမို့ကိုညီမလေးရင်တယောက်လိုမျိုးတန်ရောစင်တွဲမိတာရောင်းမတော်ချင်တာမျိုးမှမဟုတ်ပဲတကယ်ကြီးအင်းဘောမို့ရဲ့တကယ်ကိုသွေးသားရင်ညီမကလေးလိုချစ်တာသိလား အမလီရင်အပြောလေးနဲ့ကျွေးနေပါပြီနော်ကျွေးစေတည်းကိုကိုကပြောတယ်အငငချောရဲ့တဲ့အင်းနဲ့မိုးတယောက်ပြောပြောဆိုဆိုနဲ့ပင်တချင်းတအေးအေးနဲ့ထအစီစဉ်ပါတော့သည်အမတန်အားကိုရသည့်မိုးကလေးခီးထွက်ရတော့မည်ရဲ့ဆိုတော့ချီမန်းခွင်းကလေးတွေအဆောင်ရရလေးတွေလှုပ်ပေးတတ်သည့်ဖိဖိကိုလွမ်းမိပြီးမျက်ရည်အလိုလိုဝဲလာမိခဲ့သည်အခုချိန်မှာဖိဖိတယောက်ဘဲဘွားကိုများရောက်နေမှာပါလေ။ ်ဘယ်ဘဝကိုပဲရောက်ရောက်စိတ်ထားကောင်းသည့်ဖီဖီရောမင်မီပါအီအီချမ်းချမ်းရှိကြမှာပါလေတစ်ဖက်မှာကွယ်လွန်သွားရှာပြီးဖြစ်သောဖီဖီနှင့်မင်မီကို ပြင်းပြင်းပြပြတန်းတလွမ်းမောမိရပြီးတခြားတစ်ဖက်တွင်မတော့လဲပထမဆုံးထွက်ခဲ့ဖို့သည့်ရှန်ကယာခီးရှိထွက်ခဲ့စမှာခန်းစားခဲ့ရသည့်ခန်းစားချက်လိုမျိုးတတ်သွေးမတင်ခန်းစားနေမိပြန်သည်ဆယ်စုနှစ်မကကြာခဲ့ပြီးဖြစ်သည့်အတိတ်လွင်ပြင်ဟာမနေ့တနေ့ကလိုလက်ဆက်ရှင်သန်နေစေ အလွမ်းတို့သည်လည်းတရိပ်ရိပ်ရင်းအစုံသည်လည်းတဒိတ်ဒိတ်ဒီဘဝမဲတော့ဘဲသောအခါမြပြန်မရတော့ဘူးရဲ့လို့ထင်ခဲ့မိသည့်အတိတ်ဤအရေးများပါပဲဆ ्याम မပြိုရေးသားထားတယ်အလွမ်းပြင်နှွေးစင်ဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်း6ကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်အပိုင်း9ဇက်သိမ်းပိုင်းကိုလည်းဆက်ဆက်စောင့်မျှော်နားဆင်ပေးကြပါဦးရှင် အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။